ဒါနကောင်းမှုပြုတဲ့အခါမှာအလူဝတ္ထုရှိတယ်အဲကိုယ့်ရဲ့တရားတရားရှိတယ်လူစရာရှိတယ်နောက်အလူကပုဂ္ဂိုလ်ရှိတယ်အဲမဲ့တရားတရားကအရင်ကောင်းတယ်လူစရာလည်းရှိတယ်သို့သော အလူကပုဂ္ဂိုလ်ကြည့်ပြီးတော့စိတ်ကွက်သွားတတ်တယ်အလူကပုဂ္ဂိုလ်ကကိုမဟုတ်ဘူးလေကိုလည်းထိမ့်သိမ့်လို့ရတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး အဲ့ဒီမှာစိတ်ထတတ်ဖို့မတ္တမအရေးကြီးတယ်လို့ပြောတာအဲ့တော့မြတ်စွာဘုရားကဒါနာကောင်းမှုနဲ့ပတ်သက်ပြီးတော့ဟောတာလည်းရှိတယ်အလူကံပုဂ္ဂိုလ်နေရာမှာဘယ်လိုအစာမျိုးပဲဖြစ်ဖြစ်တိရစ္ဆာန်တကောင်းကိုတကယ်စိရဏတန်တန်နဲ့ကျွေးမွေးဆောင်ရှောက်လို့ရှိရဲ့နဲ့အဲ့ဒီကုသိုလ်ကအစတရားကျုပ်ပေးတယ်အစတရားဆိုတာဘဝတရားကိုပြောတာမဟုတ်ဘူးနော် တချို့အလိုထင်းနေတယ်တရိစ္ဆာန်တကောင်ကိုစေရနာတမ်းတမ်းနဲ့ကျွေးမွေးဆောင်းရှောက်လိုက်တဲ့ကုသိုလ်ဟာအဲ့ဒီကုသိုလ်ကအကျိုးပေးပြီဆိုရင်ကို့မှာအစတရားဆိုကိုကကျွေးတဲ့တခါအစတရားမများလို့မူလားပေးစရာရှိတယ်ဖြစ်နိုင်ရဖြစ်နိုင်ရလားဆိုဖြစ်နိုင်မဖြစ်နိုင်တရေသီးဆိုင်တဲ့ဥပမာပဲကြည့်ကိုရင်းလိုက်တာတရေစီလေးတစ်စီးပဲရင်းနေတယ် အဲ့ဒီပင်လေးတပင်အစေလေးတစေးကိုစိုက်လိုက်လို့ပေါက်လာတဲ့တရေပင်ကအသီးဘလောက်သီးမလဲ။နော်လူဒုတိလဒုတိလဆိုငါးပါးသီလတော့မလုံနဲ့ခိုးဆိုးနေတဲ့လူတယောက်ကိုစာကြွေးမဲ့ဆိုရင်အစတထောင်။ဘာဖြစ်လို့တရိษံတဲ့လူကတာတော့ဆိုခုနအုံနောက်မြေနဲ့ပြောမဲ့ဆိုလို့ရှိရင်တရိษံတကောင်ကဟိုးဇတိဇတိကိုမြေနဲ့အလားသရံတူ။ သူ့မှာအီချင်းကဘာမှမရှိသေးတဲ့အတွက်ကြောင့်ဇတိကုံနဲ့တူတယ်။လူကြတော့လူလိုသိတယ်။အသိဉာဏ်ရှိသေးတဲ့အတွက်ကြောင့်သူ့ကြတော့မြေကောင်းနဲ့ဩဇာကောင်းနဲ့မြေနဲ့သွားတူနေပြန်။အကောင်းဆုံးမြေတော့မဟုတ်သေးဘူး။အဲ့တော့မြေပေါ်မှာဒီအစိတ်လေးတစ်စိတ်ကိုဇတိကုံမြေပေါ်မှာဆိုရင်အစတရာလောက်ပဲရ။အဲ့ဒီကောင်းတဲ့မြေပေါ်မှာဆက်လိုက်မယ်ဆိုရင်အစတထောင်ဒီလိုဆွလို့ရတယ်နော်